အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့စည်ရဲသားအိမ်ကိုရောက်ရှိလာခဲ့တဲ့ချမ်းသာတဲ့ချွေးမလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစင်တင်ဆက်တူအန်နာပါအမရသားဆိုတဲ့မိန်းကလေးကတော်တော်လေးကိုချမ်းသာတဲ့အိမ်ကမွေးဖွားလာခဲ့တဲ့မိန်းကလေးတယောက်ဆိုပေမဲ့သူမနဲ့အတူတူကြောင်းတက်နေခဲ့ကြတဲ့တငယ်ချင်းတွေကတော့စည်ရဲကြပါတယ် ဒီအတွက်သူမကအမြဲတမ်းပဲဒီမိန်ကလေးလေးကိုလှောင်ပြောင်နေခဲ့ပါရဲ့။နေကျို့ဘာဖြစ်လို့ငါရဲ့ဖနက်ပေါ်ကိုခြေောက်လာတင်ထားရတာလဲ။ငါဖနက်တည်ရင်ဘလောက်တန်လဲဆိုတော့ကိုရောသိရလား။နင်တို့အကြောင်းလားကဘေးသွင်းနေတဲ့ပတ်စံထက်ငါရဲ့ဒီဖနက်တည်ရင်တန်ဖို့ကပိုပြီးတန်ဖို့ရှိတယ်ဟဲ့။ငါတို့တမင်တတ်တတ်လောက်တာမဟုတ်ပါဘူး။မတော်တဆအထိမိသွားခဲ့ရလိ။နင်တမင်တတ်တတ်ငါ့ကိုဆိုင်လာခေါ်နေရမလား။နောက်တစ်ခါဒီလိုအမားမျိုးမမားစေနဲ့ကြားလား။ ကျောင်းတစ်ကျောင်းလောက်မှာသူမရဲ့တငယ်ချင်းတယောက်ပဲရှိပါတယ်အဲ့ဒါကတော့ Ruby ပါ Ruby ကချမ်းသာရမိသားစုကမင်းကလေးတယောက်ဖြစ်တဲ့အတွက်သူတို့နှစ်ယောက်သားအချင်းချင်းတဲကြပါတယ်တကယ်မှာတော့ Ruby လည်းစိတ်ပြက်လက်ပြက်အတန်းထဲမှာထိုင်နေတဲ့အချိန်အမရစ်သားရောက်လာခဲ့ပါတယ်ဘလို့ဖြစ်ကြလဲတငယ်ချင်းရဲ့နေပြက်တနာတခုခုများရှိနေလို့လားလင်းုံကြည့်ရတာတခုခုဖြစ်နေတဲ့ပုံစံပဲနော်음ဟုတ်ပါဦးဒီတိုင်းမှာပဲပါလေနေရအခင်ဆုံးတငယ်ချင်းဖြစ်တဲ့ငါ့ဟောရာမပြောပြတော့ဘူးလား ကဲတော်ပြီဒါဆိုရင်တော့ငါအနေနဲ့စကားမပြောတော့ဘူးအေးပါအေးပါဒါဆိုရင်လည်းငါပြောပြမယ်နေသေးချာနားထောင်ငါနဲ့ဘလို့ပြောပြရမလဲတငယ်ချင်းရဲ့နေသာငါ့ရဲ့အကြောင်းတွေကိုကြားသိသွားရင်တော့ရီမောနေမှာသိလားဟုတ်လားနေငါ့ကိုဟာတော်ရီပါရီပြောပြမလို့လားပြောလေဟိုတငယ်ချင်းရဲ့ငါဒေးဗ်ကိုချစ်မိသွားလို့ပါ သူကအရန်စိတ်ရဲတယ်ဆိုတော့ကိုနင်းလည်းသိရမလားဟဲ့နေရလေတကယ်ပါပဲနေချစ်ဖို့အတွက်ဒီကောင်လေးတယောက်ကိုပဲရှာလို့တွေ့ရလား အလောက်ဆင်းရဲတဲ့သူမျိုးကိုတော့ငါ့ရဲ့အိမ်မှာအလုပ်သမားတော့မခံဘူးအမှန်တကယ်တော့နေမချင်းမိဘူးတယ်လို့မသိရပါနေချင်းမိဘူးသွားတဲ့အခါကြာလို့ရှင်တော့တည်သွားလိမ့်မယ်ငါသူနဲ့လက်ထပ်ချင်တယ်ဘယ်လိုလုပ်ရမလဲဆိုတော့ကိုလုံးဝနားမလဲတော့ဘူးတိလားနေရတော့လေတကယ်ပါပဲဟဲ့နေရဘိုးအောင်နေဖြက်စီးပြစ်ချင်နေရလားနေအကောင်းမွန်ဆုံးကောင်းလေးတယောက်ကိုရှာလို့တွေ့သွားလိမ့်မယ်သူ့ကိုခေါင်းထဲကနေထုတ်ပြလိုက်တော့အဲ့တော့ပဲပြောနေရတငယ်ချင်းရေခေါင်းထဲကနေကိုမထွက်ဘူး ဒီနေ့တော့ငါ Dave ကိုတွားပြောမယ်။ဇန်နဝါရီကိုတော့ငါနောက်မှပဲကြည့်ပြီးတော့လှုပ်တော့မယ်ဟာ။ဒီနောက်နောက်ဆုံးမှာတော့ Ruby ကလည်းသူရဲ့တငယ်ချင်းနဲ့ Editor Dave စီကိုတွားပြီး Dave ကိုဖွင့်ပြောလိုက်ပါတော့တယ်။ Ruby နေယူများယူသွားပြီလားနေစာအုပ်ပဲစ조사ပြီးတော့လောက်စားမှာဒါရီကိုငါနည်းနည်းလေးမှသဘောမကျဘူးနော်ငါအချစ်ဇလန်တွေကိုလည်းစိတ်မဝင်စားဘူးဒီစကားတွေကိုကြားခဲ့ရတဲ့အခါမှာ Ruby လည်းဝမ်းနေလုံးလုံးမျက်ရည်တွေကျလာခဲ့ပါတယ် ငိုနေတဲ့ရူဘီကိုကြွေးခဲ့ရတဲ့အခါမှာတငယ်ချင်းဖြစ်သူကပြောလိုက်ပါတယ်။ "Hey, Dave, နေယူမရယူနေရလား။သူနဲ့ကိုအခုလိုမျိုးချက်ခွင်လာပန်းနေဆိုတာကနေအတော်လေးကံကောင်းတာ။သူဘလောက်တောင်မှချမ်းသာလိုက်တယ်လဲဆိုတာကိုနေသိရောသိရလား။နေသာသူ့ကိုလက်ခံလိုက်ရင်တော့နေရဲ့ဆွေစဉ်မျိုးဆက်တစ်ဆက်လုံးထိုင်စားနေလို့ရတယ်။ငါသူများရဲ့ရှာစာကိုထိုင်ပြီးစာတောင်းနေခြင်းနဲ့သူမဟုတ်ဘူး။ငါကိုပိုင်စူးစမ်းပြီးရက်တည်နိုင်တယ်။ ငါအိမ်တော်ပြုတ်တဲ့အခါကြာလို့ရှင်လေငါယူတဲ့မိန်းမကိုတင်းတောင်းတင်းနဲ့ထားနိုင်နေငါအတော်လေးကိုစင်းရဲတယ်အိမ်မှာထမင်းနဲ့နဲ့စားဖို့တောင်မှအတော်ကြိုးစားရုံးကန်နေရတဲ့အခြေအနေပဲငါလိုအရန်စင်းရဲတဲ့ကောင်လေးနဲ့အတူတူဒီမိန်းကလေးကနေနိုင်ပါလေလားဒီစကားကိုကြားလိုက်တာနဲ့ရူဘီလည်းအရန်ကိုလမ်းဖြန်သွားခဲ့ပြီးပြောလိုက်ပါရီမနေနိုင်ဘူးလေမနေနိုင်ပါဘူးနင်အလောက်ထိစင်းရဲနေမယ်လို့ငါလုံးဝကိုမထင်ထားခင်မိလို့ပါတွေ့လားအမရတာရဲ့နေရတငယ်ချင်းချက်ချင်းပြောင်းလဲသွားတာကိုတွေ့လိုက်လား မင်းကိုယ်တိုင်လည်းအရန်ကိုချမ်းသာတာပဲလေမင်းရဲ့တငယ်ချင်းကတော့ကြောက်လန့်ပြီးတော့နောက်ဆုတ်သွားခဲ့ပြီဘယ်လိုလဲမင်းပဲပြောကြည့်မင်းဆိုရောငါနဲ့လက်ထပ်နိုင်လားเจ้ามาเจ้าตู่เจ้าตาတွေအကုန်လုံးကလည်းဝိုင်းအောင်ကြည့်နေခဲ့ကြပါတယ်။အားလုံးကလည်းအမရိတာရဲ့အဖြေကိုပဲစောင့်မျှော်နေခဲ့ကြတာပါ။ရူဘီကတော့လုံးဝအနောက်ကိုစောက်သွားခဲ့ပါပြီ။ဒါကကိုကျင်သိခါနဲ့ဆိုင်နဲ့မေကွန်ဖြစ်သွားခဲ့ပါပြီ။အမရိတာကသာညင်လိုက်မယ်ဆိုရင်တော့သူမတကယ်အရှက်ကွဲသွားတော့မှာပါ။ သူမလက်ခံလိုက်မယ်ဆိုရင်လည်းစင်ရသားတယောက်နဲ့သူမလက်ထပ်ရတော့မယ်။ဘလို့လဲအမရိတာရဲ့နင်းတငယ်ချင်းကတော့နောက်ကိုဆုတ်သွားခဲ့ပြီးနေရောငါနဲ့လက်ထပ်ချင်လားလို့မေးနေရလေ။အားလုံးကလည်းသူမနာမည်ကိုအော်ခေါ်နေခဲ့ကြပြီးလက်ခုပ်တွေတင်းနေခဲ့ကြပါရဲ့။ဒီအချိန်မှာသူမလည်းဘာလုပ်လို့ဘာကန်ရမှမသိတာနဲ့ကောင်းပြီဆိုပြီးဖြေလိုက်ပါတော့တယ်။ကောင်းပြီလေငါနေနဲ့လက်ထပ်မယ်။ဒီစကားကိုကြားလိုက်တာနဲ့အားလုံးကလည်းလက်ခုပ်တင်းနေခဲ့ကြပါရဲ့။ အမရိတာစိတ်မပြောင်းခင်မှာပဲမိန်းကလေးတယောက်ကအနီရောင်နှကန်းနေဖို့ပေးခဲ့တဲ့အခါမှာဒီဗ်ကအနီရောင်နှကန်းနေဖို့ကိုယူပြီးအမရိတာရဲ့နှဖိုးပေါ်မှာစိတ်နေဆက်တိုးပေးလက်ထပ်လိုက်ပါရီဒေးဗ်အပြင်ကိုထွက်ခွာသွားခဲ့တဲ့အခါမှာအမရိတာလည်းအနောက်ကနေလိုက်လာခဲ့ပါရီနေပါဦးမင်းဘာဖြစ်လို့ငါ့ရဲ့အနောက်ကိုလိုက်နေရလဲရှင်မေ့သွားပြီလားကျမတို့အခုလေးတင်လက်ထပ်ထားတယ်လေကျမရှင်အနောက်ကိုမလိုက်ဘူးဆိုရင်တော့ဘယ်လိုသွားရမှာလဲရှင်အခုကျမယောက်ျားဖြစ်သွားပြီဆိုတော့ရှင်ရဲ့အိမ်ကကျမရဲ့ခမအိမ်ဖြစ်ပြီလေ ဒီမှာအမရတောင်းမင်းငါအိမ်မှာလိုက်နေနိုင်မှာမဟုတ်ဘူးငါအတော်လေးစိတ်ရဲနေတော့မြေပေါ်မှာမင်းအဲ့ရမှာအဲကွန်လည်းမရှိဘူးစားတော့တွေကလည်းဟင်းမပါဆီမပါပဲစားတော့ရမှာမင်းအဆင်ပြေမလားအမှန်တော့အရင်ဒီစကားတွေအကုန်လုံးကိုငါနဲ့လက်မထက်ခင်စဉ်းစားရမှာအခုနောက်ကျသွားခဲ့ပြီလေကဲကောင်းပြီလေဒါဆိုလို့ရှိရင်လည်းမင်းတတိရှိတယ်ဆိုရင်တော့လိုက်ခဲ့ပေါ့ကွာအမရတာကလည်းတယောက်ကြောင့်နဲ့အက်ဒီတိုလိုက်ပါသွားခဲ့ပါရဲ့ အင်ကိုရောက်သွားခဲ့တဲ့အခါမှာတော့ရှောင်းမားနဲ့ရခမနှစ်ယောက်လုံးအပြင်ကိုထွက်လာခဲ့ကြပါရဲ့အမေရေဒါကတော့အမေရဲ့ချွေးမလေးပဲဒီနေ့ကျွန်တော်လည်းမတက်သားတဲ့အချိန်နဲ့အဆုံးမှာတော့သူ့ကိုလက်ထပ်ခဲ့ရတယ်အမေကဲဘလို့ပဲလက်ထပ်ခဲ့ပါစေငါ့ရဲ့ချွေးမလေးကချစ်စရာကောင်းလိုက်တာသမီးရဲ့သွားသွားတားနဲ့ချွေးမလေးကိုကြိုဆိုရမယ်ရခမကတားနဲ့ချွေးမလေးကိုကြိုဆိုလိုက်ပါရဲ့အိမ်လေးကတတော်လေးကိုကျင်းပြီးသင်နေတယ်ဆိုပေမဲ့တန့်ရှင်းတောက်ပြောင်းနေရပါပဲနောက်နေ့မနက်မိုးလင်းသွားခဲ့တဲ့အခါမှာတော့ ။ဒေးဖြေကျမအဲ့ရကနေနိုးပြီကျမအတွက်လဖေးလေးပါလေးဖြော်ပေးပါအောင်။မနက်စာကိုတော့ကျမနောက်မှပဲစားမယ်နော်။မင်းအဲ့ရပေါ်မှာထိုင်နေလဖေးတောက်ရလိမ့်မယ်လို့ထင်နေရလား။ဒီမှာအဲ့လိုမျိုးမရဘူး။မင်းကိုယ်တိုင်ရေမိုးချုံမျက်နှာတက်ပြီးတော့လဖေးသွားဖြော်။အော်ဒီလိုလားရတယ်ကိစ္စမရှိဘူး။ကျမဒီနေ့လဖေးဖြော်တိုင်းမယ်။ချွေမလေးကလည်းမိဖို့ကနေဝင်သွားခဲ့ပြီးနောက်မှာတော့လဖေးကြီးဖြောခဲ့ပါရယ်။တကြားထဲရမယ့်နေရာမှာ စားရီအများကြီးထည့်ပြီးတော့သူမလဖေးကြီးကိုဖြောလိုက်ပါရယ်။ အလုံးကလည်းလဖေးရီတောက်ပြီးသွားတာနဲ့ထွေးထုတ်ကုန်ကြပါရဲ့။ရောင်မရေဂျာကဘလို့လဖေးရီကြီးလဲ။လဖေးလေတခွက်ကိုတော့မဖြော့တတ်ဘူးလားရှင်။အေးဟုတ်တယ်မဖြော့တတ်ဘူး။ငါ့အိမ်မှာဆိုရင်တော့ဒီအလုပ်တွေအကုန်လုံးကိုလုပ်ဖို့အတွက်အလုပ်သမားရှိတယ်။ငါကိုယ်တိုင်လုပ်ရတာမဟုတ်ဘူး။အလုံးကလည်းသူတို့အိမ်ကိုရောက်ရှိနေတဲ့မိန်းကလေးကချမ်းသာတဲ့အိမ်ကမိန်းကလေးဆိုတာသိသွားတဲ့အခါမှာအံ့အားသင့်ကုန်ကြပါရဲ့။ကြားပါရဲ့ချွေးမလေးရဲ့ကိစ္စမရှိဘူး။ငါကိုယ်တိုင်နဲ့ကိုတင်ပေးမယ်နော်။ဒီမှာအလုပ်သမားတွေဘာတွေမရှိဘူး။ ဒါကြောင့်အလုပ်တွေအားလုံးကိုတော့မိသားစုဝင်တွေကခွဲဝေးပြီးလုပ်ကြရတာ။ဘာအလုပ်ပဲတင်ပေးတင်ပေးဒီမှာတေးချမလုပ်ပါဘူး။အလုပ်တွေကိုဖျက်ဆီးတတ်ပါရဲ့။ဒီမှာကိုအားလုံးကချစ်ခင်ပေးကြရဲဆိုပေမဲ့ဒီမှာကတော့လှုပ်ချင်တာကိုသာလုပ်ပါရဲ့။ဒီမှာဒီမှာနေရတာဒုက္ခပေးပြီးနေနေရဲဆိုပေမဲ့ကောင်းကောင်းစားလို့မဝင်တယ်လို့မျိုးအဲ့လိုလည်းမပြောပါဘူး။ဒီမှာတဖြည်းဖြည်းနေမကောင်းဖြစ်လာခဲ့ပြီးလာရီရဲ့တွေ့ကုံဆုံးသွားခဲ့ပါတယ်လေပြန်ကောင်းမလာခဲ့ပါဘူးဆရာဝန်ခေါ်ပြီးပြောခဲ့တဲ့အခါမှလည်းလုံးဝမတတ်တာလာခဲ့ပါဘူး သူမရောင်းနေမကောင်းဖြစ်နေခဲ့တဲ့အတွက်စေယောင်ကြီးကိုတင်ပို့ကူတာဖို့အတွက်ကိုသာပြောဆိုသွားခဲ့ပါရဲ့။မိသားစုတွေကအလုံးကလည်းသူမကိုတော်တော်လေးစိုးရင်ပူပန်ပေးနေခဲ့ကြပါရဲ့။ရခမနဲ့ယောက်ျားစကားပြောနေတဲ့အတန်တွေကိုလည်းသူကြားခဲ့ရပါရဲ့။အမေရေသူ့ကိုစေယောင်ကြီးကိုတင်ပို့ပေးဖို့ဆိုရင်တော့မလွယ်ဘူးလေ။သားတို့ရှိမှပတ်စာမှမရှိတာ။ဒါပေမဲ့စေကူတာပေးဖို့ကအရေးကြီးရဲ့။ဒါရဲ့ဒီထက်ပိုပြီးအချိန်လေးစိုးသွားရင်ဘယ်လိုလုပ်မလဲ။မဟုတ်ကြအမေရေကျွန်တော်သူ့ကိုဘာမှဖြစ်ခွင့်မပေးနိုင်ဘူး။ သူ့ကိုယ်တော်ကောင်းကောင်းမဆောက်ရှောက်ပေးနိုင်ဘူးဆိုပြီးတော့လူတွေပြောကြလိမ့်မယ်။ကျွန်တော်ပတ်စံလိုက်ချီကြည့်မယ်။မရဘူးဆိုရင်တော့အိမ်ကိုခဏလေးပေါင်ခံထားကြမယ်နော်။ဒီစကားတွေကြားခဲ့ရတဲ့အခါမှာတယောက်ကြားရင်မိသားစုဝင်တွေသူ့ကိုဘလောက်တောင်ချစ်တယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါရဲ့။ဒီမကိုယ်တိုင်ကတော့အားလုံးကိုဒုက္ခလိုက်ပေးနေခဲ့တဲ့သူပါ။ဒီအကြောင်းတွေကိုစဉ်းစားနေရင်လည်းဒီမမျက်ရည်ပဲကြားလာခဲ့ပါရဲ့။ Safe အကျွေးတွေမတင်ခင်မှာပဲအမရီတာကတော့သူ့ရဲ့မိဘတွေကိုခေါ်လိုက်ပါရဲ့။နေလက်ထပ်ဖို့အတွက်ဒီဆင်းရဲရဲ့ကောင်းလေးကိုပဲရှာတွေ့ခဲ့ရလား။ အဖေရဲ့အမှန်တော့ကျမအရန်ကိုကန်ကောင်းပါတယ်။ကျမဒီကိုရောက်လာမှတည်တော်မိသားစုဝင်အချင်းချင်းကြားထဲမှာထားတဲ့ချစ်ချင်းမြတ်တာကပါလဲဆိုတော့လေ။သမီးရဲ့နေရငါတို့အတွက်တအိုးဒီတော်သမီးလေးလေးနင်းပြောတယ်ဆိုရင်တော့ငါတို့လည်းပြောတယ်ကဲသွားမယ်လား။သူတို့ကလည်းအမရိတာကိုစေယုံခေါ်သွားပြပေးခဲ့ပါတယ်။ရှန်နေငယ်ကြမှာသူမနေပြန်ကောင်းသွားပါတယ်။သူကလည်းတယောက်ကြောင့်မိသားစုဝင်တွေအားလုံးကိုတောင်းပန်ခဲ့ပါတယ်။နေပါအောင်မင်းရောက်ပါကြောင်ငါတို့ကိုတောင်းပန်နေရတာလေ။ ရှင်တို့အားလုံးရဲ့ချစ်ချင်းမြတ်တော်တွေကကျမရဲ့မာနာတွေအကုန်လုံးကိုချိုးနှိမ်ပြလိုက်ပြီ။ကျမရဲ့တငယ်ချင်းရူဗီကိုလည်းကျေးဇူးတင်ရမယ်။သူ့ရှင်ကိုညင်းပယ်လိုက်လို့ပေါ့။တို့သာရှင်ကိုမညင်းပယ်ပဲလက်ထပ်လိုက်မယ်ဆိုရင်တော့ကျမဘုရားမှာအရန်ကောင်းတဲ့ယောက်ျားတယောက်ကိုလက်လွတ်ဆုံးရှုံးခြင်းခံရတော့မှလေ။ကျမဒီမိသားဆွေတွေအကုန်လုံးကိုဒုက္ခတွေအများကြီးပေးခဲ့မိရဲ့။ကျမနေမကောင်းတဲ့အချိန်မှာအင်ကိုတော်မှပေါင်ပေးနိုင်တယ်ဆိုရင်တော့ကျမရဲ့ပျော်ရွှင်မှုအတွက်အရာအားလုံးကိုလုံပေးနိုင်ကြမယ်တို့ရဲဆိုတာကိုကျမယုံကြည်သွားပြီ။ ဒီနေ့မှတော့ကျမဆင်းရဲတဲ့အိမ်ကချွေးမလေးလို့အခေါ်ခံရမှာကိုအရန်ကိုခုံရှုံမိတယ်။ဒီနောက်မှတော့ Dave ကလည်းသူ့ရဲ့မိန်းမကိုဖတ်ထားလိုက်ပါတော့တယ်။ဒီနောက်သူတို့နှစ်ယောက်ကလည်းဘဝကိုတက်ကနေပြန်လဲစတင်ခဲ့ကြပါတယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ပညာတတ်ချွေးမလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ကဲမတ်လေးရင်ငါနေ့ရဲ့အလုပ်တွေကိုထပ်ပြီးတော့မလုပ်ပေးနိုင်တော့ဘူး။နေ့ရဲ့အလုပ်တွေကိုလုပ်ပေးစေချင်တယ်ဆိုရင်တော့ရောင်းမလေးအမြန်ဆုံးအိမ်ကိုခေါ်လာခင်လိုက်တော့ အားလုံးအတွက်အလုပ်တွေကိုလုပ်နေရင်လုပ်နေနေငါရဲ့လက်တွေဘလောက်တောင်မှနားကျနေပြီလဲသိရဲ့လားမကြီးဖြစ်သူကလည်းသူ့မလေးကိုလက်ပြနေပြီးပြောလိုက်ပါရီဒီအချိန်မှာသူကလည်းပြောခဲ့ပါရီအမေရေမကြီးကသမီးမချချင်လို့တမင်တတ်တတ်အကြောင်းပြချက်ရှာနေရတွေ့လားဟုတ်တယ်ဒါလေးရန်ချန်ရဲ့ချွေးမလေးပြောတာမှန်တယ်လေဘလို့မဆိုချွေးမအကြီးကအိမ်လုပ်တွေကိုတယောက်ထဲလုပ်နေရတာဆိုတော့ပင်ပန်းရှာမှာပေါ့နင်းသာလက်ထပ်လိုက်မယ်ဆိုရင်တော့သူ့အတွက်လည်းအဖို့တယောက်ရရှိသွားလိမ့်မယ်လေ ကျွန်တော်လက်ထပ်ပြီးသွားတဲ့အခါကျရင်တော့ကျွန်တော်ရဲ့မိမကိုဘာတစ်ခုမှမခိုင်းပါဘူးအိမ်လို့တွေအားလုံးလုပ်ဖို့အတွက်ကတော့မရည်တရားအောင်ရှိနေရပဲအမလေးရောင်းမရောက်လာတဲ့အခါကျရင်တော့ငါဘာအလုံးမမလုပ်ပဲနဲ့သူတယောက်တည်းကိုပဲခိုင်းမှာဒါဆိုလို့ရှင်တော့မကြီးရဲ့ညီမလေးကိုရသွားရင်မကောင်းဘူးလားသူ့ကိုပဲအလုပ်တွေကိုခိုင်းလို့ရတာပေါ့ဒီစကားတွေကိုကြားခဲ့ရတဲ့အခါမှာအားလုံးကလည်းရှီမောနေခဲ့ကြပါရဲ့ငါရဲ့ကလေးတွေအမြဲတမ်းအခုလိုမျိုးပျော်ရွှင်နေကြပါစေအေးဟုတ်တယ် ငါတို့ချွေမအကြီးကအရန်လိမ်မာတဲ့ချွေမအငယ်လေးကလည်းချွေမအကြီးလိုမျိုးဆိုလို့ရှင်တော့ဘာပြဿနာမှထပ်ပြီးတော့မရှိတော့ဘူးသူတို့ဒီစကားတွေပြောနေခဲ့တဲ့အချိန်မှာပဲရန်ဂျန်ရဲ့ညီအကိုတဝင်းခွဲတော်သူကရန်ဂျန်မင်္ဂလာဆောင်တည်င်းကိုယူပြီးရောက်လာခဲ့ပါတယ်အမိုင်ရာဆိုတဲ့မိန်ကလေးတယောက်ကတော့ချောင်းမောလှပပြီးပညာတတ်တဲ့မိန်ကလေးတယောက်ဖြစ်ပါတယ်မိန်ကလေးရဲ့တည်င်းကိုကြားတာနဲ့အားလုံးကလည်းမိန်ကလေးကိုကြည်ကျင်ခဲ့ကြပါတယ်အချင်းချင်းစကားပြောဆိုခဲ့ပြီးတဲ့နောက်မှာတော့မင်္ဂလာရက်ကောင်းရမြတ်ရွေးချယ်ခဲ့ကြပါတယ် လနိုင်ငံကြမြင်သွားခဲ့တာနဲ့ရန်ဂျန်နဲ့အမိုက်ဓာတ်ကိုလက်ထပ်ခဲ့ကြတာပေါ့လနိုင်ငံကြမြင်သွားခဲ့တဲ့အခါမှာချွေးမအကြီးရဲ့ချွေးမအငယ်လေးကိုလည်းအလောက်လေးပါလေးခိုင်းမအောင်မင်္ဂလာဆောင်ပြီးတော့၃လကြာနေပြီလေအခုချိန်ထိသူကသရိုးသမီးအသေးဆက်ဆက်လေးလိုမျိုးထိုင်နေတော့ပဲဘာအလုံးမလဲဝိုင်းပြီးတော့ကိုညီလောက်ကင်ပေးတယ်ဆိုတာမရှိဘူးနော်အမေရဲ့ကျမဘယ်လိုပြောရမှာလဲသူကိုယ်တိုင်တည်တဲ့နဲ့ကိစ္စရင်းမဟုတ်ဘူးလားကျမအလုပ်တွေကိုစူးစမ်းပန်းစားလောက်ကင်နေတဲ့အချိန်မှာသူကတော့တရက်လုံးဖုန်းပဲထိုင်ကြည့်နေတယ် အဲ့ဒါပြောတာပေါ့ချွေးမလေးရဲ့သူ့ကိုယ်တိုင်ကလည်းသူ့ရဲ့တာဝန်တွေဝတ်တရားတွေကိုနားလည်တဲ့နေလေကြည့်မယ်အမေရေကြည့်မယ်ကြည့်မယ်သူ့ကိုအိမ်လုံးတွေဘလောက်တောင်မှလောက်တက်လဲဆိုတော့ကိုကြည့်ရမယ်ကြည့်ရတာဘာမှလောက်တက်မဲ့ပုံစံလည်းမပေါ်ပါဘူးအရင်နေ့ညနေခင်းမှာတော့ရောင်မအကြီးဖြစ်တော့ကသူ့ရဲ့ရောင်မအငယ်လေးကိုပြောလိုက်ပါတယ်အမိုင်ရရေဒီနေ့ငါခေါင်းတွေတအားကိုက်နေလို့ညစာထမင်းကိုတော့နင်းကိုတိုင်ပဲချလိုက်တော့သေးလားကျမထမင်းချရမယ်ဟုတ်လားဘာဖြစ်တော့ကျမထမင်းဟင်းချရမှာလဲကျမကရောင်မရဲ့အလုပ်သမားလည်းမဟုတ်ပဲနဲ့ ကျမအဖေကကျမကိုဘညာရီအများကြီးတင်ပေးခဲ့တယ်ဆိုတာကဒီအိမ်ကိုလာပြီးထမင်းဟင်းချက်ပြုတ်ဖို့အတွက်မဟုတ်ဘူးလေ။ဒီမှာကျမက MA နဲ့ဘွဲရထားတယ်ဆိုတာကိုရောသိရလား။ကျမကဘာအလုံးမလာပြီးတော့ခိုင်းမနေနဲ့စိတ်တောက်ပြီးတော့ထမင်းဟင်းချက်စရာရှိတာကိုချက်။အိမ်လုပ်တွေအကုန်လုံးကိုတော့ရောင်မလိုမျိုးပညာမတတ်တဲ့အမျိုးသမီးတယောက်ကပဲလုံနိုင်တော့ကျမတော့မလုံနိုင်ဘူးနော်။ကျမဒီအလုပ်တွေကိုလုံနေကြရှိတာလည်းမဟုတ်ဘူးဆိုတော့မလုပ်ချင်ဘူး။ကျမရဲ့အိမ်မှာဆိုလို့ရှိရင်တော့အလုပ်သမားတွေအများကြီးပဲရှိတယ်။အဲဒီအလုပ်သမားတွေကပဲအလုပ်ကိုလုပ်ကြတာ ကျမတို့ဘာတခုမှလုပ်စရာကိုမလိုဘူး။သူတို့စကားတွေကိုကြားခဲ့ရတဲ့အခါမှာရခမဖြစ်သူကအပြင်ကိုထွက်လာခဲ့ပြီးပြောလိုက်ပါရယ်။ချွေးမလေးရေစကားပြောမယ်ဆိုလို့ရှိရင်တော့စင်ချင်ပြီးတော့ပြောပြောချင်တိုင်းလျှောက်ပြောမနေနဲ့။သူကအနေထက်ကြီးတယ်၊နင်းရဲ့ရောင်မအကြီးပဲ။ပညာသင်ကြားပြီးတော့ပညာတတ်ဖြစ်သွားတာနဲ့ပဲအဲလို့တွေကိုမလို့ရတော့ဘူးလို့နင့်ကိုဘယ်သူကပြောလိုက်ကြလဲ။ဒီအချိန်မှာအမိုင်ရာကလည်းစကားကိုဖြတ်ပြီးတော့ဝင်ပြောလိုက်ပါရယ်။ ရောင်မရမဲကိုကြည့်လိုက်နမဲကိုကြားလိုက်တာနဲ့အလုတ်သမားတယောက်ရဲ့နမဲလို့ခန့်စားရတယ်။ကဲတော်ပြီရှင်ရင်ကျမမအလုတ်တွေအများကြီးပဲရှိသေးတယ်။ကျမတို့တယောက်တည်းလွှတ်ထားလိုက်စမ်းပါ။ဒီအချိန်မှာရောင်မအကြီးဖြစ်သူကစိတ်ပြောင်းဝမ်းနေစွာနဲ့ငိုယိုပြီးအခန်းထဲဝင်သွားခဲ့ပါရ။ရခမကတော့ချွေမအကြီးကိုတွားပြီးနှစ်သိမ့်ပေးခဲ့ပါရ။ကဲတော်ပါတော့ချွေမလေးရဲ့မငိုပါနဲ့။ချွေမငယ်လေးကတကယ်အတော်လေးကိုစိုးတာပဲ။သူကမန်မာနာထောင်နွားလေးတည်းတာကြီးစမ်း။သူ့ကိုယ်သူပညာတတ်တယောက်ဖြစ်တယ်ဆိုပြီးတော့အရန်မောင်းပါရ။ တူအနေနဲ့နင်းကိုအခုလိုစကားတွေလုံးဝမပြောခဲ့သင့်ဘူးနော်။မဟုတ်ကြအမေရေတကယ်တော့သူ့ရဲ့အမားတော့လည်းမဟုတ်ဘူး။ကျမရဲ့အမားတွေကြီးပဲ။ကျမတို့အနေနဲ့ဘာဖြစ်လို့သူ့ကိုအလုတ်သွားခိုင်းနေရတာလဲ။အလုတ်သွားခိုင်းနေလို့အခုလိုမျိုးအပြောခံလိုက်ရတာပေါ့။အရင်တော့ပိုင်းရောင်မအကြီးကတော့သူ့ရဲ့ရောင်မအငယ်လေးကိုဘယ်တော့မှထပ်ပြီးအလုတ်လုပ်ဖို့အတွားမပြောတော့ပါဘူး။သူမတယောက်တည်းပဲစားပေးပြီးတော့အလုတ်တွေကိုလုံနေခဲ့လိုက်ပါရဲ့။တရမှာတော့ရန်ဂျန်ကသူ့ရဲ့မိန်းမအမိုင်ရာကိုလာပြောလိုက်ပါရဲ့။ ကဲမိမကြီးငါ့ရဲ့မကြီးအိမ်ကိုရောက်လာတဲ့နေရာစပြီးတော့အိမ်လုံးတွေအကုန်လုံးကိုသူတယောက်တည်းလုံနေခဲ့တာအမေကလည်းဘာအလုပ်တစ်ခုမှလုပ်ခွင့်မပေးတော့ဘူးသူကချွေးမကောင်တယောက်ဖြစ်ခဲ့တယ်သူဒီလောက်ကြာမှအလုပ်တွေအားလုံးကိုလုပ်နေရပဲကွာမင်းလည်းသူ့ကိုနည်းနည်းမပါဝိုင်းဝန်းကူညီလောက်ကင်ပေးလိုက်ပါလားအိုဖီးယားသခင်ဒုက္ခပါပဲကျမဒီပညာမတတ်တဲ့သူတွေကြားထဲမှာထပ်ပြီးတော့မနေနိုင်တော့ဘူးဒီမှာကျမစကားတစ်ခုကိုတစ်ခါပဲပြောမယ်နှစ်ခါမပြောချင်ဘူး ရှင်းရဲမကြီးကဒီအိမ်မှာချွေးမတယောက်အနေနဲ့ရောက်ရှိလာခဲ့တာမဟုတ်ဘဲအလौဒမတယောက်အနေနဲ့ရောက်ရှိလာခဲ့တဲ့သူလေ။ "तू အလौဒမလိုမျိုးအလौတွေကိုအရန်လှုပ်ချင်တယ်ဆိုလို့ရှင်တော့လှုပ်စေပေါ့။အဲ့ဒီပညာမတတ်တဲ့ရှောင်းမကတော့လေရှင်တို့အကုန်လုံးကိုဘာရီများလှုပ်ထားလိမ့်မသိပါဘူး။အားလုံးကသူ့အကြောင်းမတချင်အကုန်လုံးပြောဆိုနေလိုက်ကြတာများ။မင်းရဲ့စကားပြောရတာအလကားပဲဘာမှလည်းမထိုးကြိုက်တာကိုသာလှုပ်တော့အမိုင်ရာကတော့သူ့ကိုယ်သူပညာတတ်တယောက်ဖြစ်တယ်ဆိုပြီးတော့ဂုံရှူဝမ်းသာမဆုံးဖြစ်နေခဲ့ပါလေ။ အိမ်မဘယ်သူတအူတရားဝင်မှာစကားကောင်းကောင်းကိုမပြောပါဘူး။ယခုမှဖြစ်သူကဗီဒီယိုရှင်းနေနေစာရွက်စာတမ်းတွေအများကြီးကိုယူပြီးတော့ထုတ်ပြလိုက်ပါတယ်။ဒီအချိန်မှာသူရဲ့ချွေမအကြီးကိုလည်းပြောလိုက်ပါတယ်။ချွေမအကြီးရဲ့ချွေမအကြီးဘာမှလည်းမလုပ်နေရလဲ။ချွေမအကြီးကတော့ရေချိုးနေခဲ့တဲ့အတွက်မကြားခဲ့ပါဘူး။ချွေမအငယ်လေးအပြင်ကိုချောလာခဲ့ပါတယ်။ဘာလဲအမေရဲ့မလုပ်နေရလဲဒုက္ခပဲ။ကျမအိပ်ပျော်နေရလေ။အမေဘာဖြစ်လို့ဒီလောက်ကြာမှာအော်ပြီးတော့ခေါ်နေရတာလဲသူ့။ ဘာမှမဟုတ်ပါဘူးချွေးမအငယ်လေးရဲ့ဒီမှာဗီဒီယိုတန့်ရှင်းလုံနေရလေဗီဒီယိုထဲမှာစာရွက်စာတန်းတွေကလည်းအများကြီးပဲအဲ့တွေအကုန်လုံးကိုဖယ်ပြေးမလို့ချွေးမအကြီးကိုတစ်ချက်ကြည့်ခိုင်းမလို့ပါအလုံးအတွက်လိုအပ်တဲ့စာရွက်စာတန်းတွေဆိုရင်တော့ဖယ်ထားလို့ရအောင်လို့မလို့အပ်ဘူးဆိုရင်တော့အကုန်လုံးယူပြီးတော့လွှတ်ပြစ်လိုက်ကြမယ်အမိုင်သားကလည်းရည်ပြီးပြောလိုက်ပါတယ်အမေရဲ့ရောင်းမကိုခေါ်ပြီးတော့မင်းနေသေးတယ်တို့လိုပညာမကျတဲ့မိန်းမတယောက်ကဘာတိမှမဟုတ်လို့လေကျမကိုခေါ်မယ်ဆိုရင်တော့မှကျမတေချာရှင်းပြကြအောင်မယ် အဝတ်စားကိုတော့သူကကောင်းကောင်းဝတ်ဆင်တတ်တာမဟုတ်ဘူးမသိရင်တော့ဒီအိမ်ကချွေးမမဟုတ်ပဲနဲ့အလုတ်သမားကြနေရော ကျမကပဲကြည့်ပါအောင်အမေကျမကအမေနဲ့ဘွေးရထားတာသူမကဘာကူမှနားမလဲပါဘူးအရေးကြီးတဲ့စာရွက်စာတမ်းကိုယူပေးပြီးနောက်မှာတော့ထွက်ခွာသွားပါတယ်တနေ့ကြောတဲ့အထိအမိုင်ရာကတော့အမြဲတမ်းပဲသူ့ရောင်မအကြီးကိုအရှက်ခွဲနေခဲ့ပါတယ်အားလုံးကလည်းဒါရီကိုတီးခံပြီးနေထိုင်နေခဲ့ကြပါတယ်ဒါပေမဲ့ရောင်မအကြီးရဲ့အခန်းကတနေ့အောင်အမြဲတမ်းမေးလင်းနေတာကိုအမိုင်ရာသတိထားမိခဲ့ပါတယ် တရက်အမိုင်ရတချောင်ကြည့်ခဲ့တဲ့အခါမှာတော့သူ့ရှောင်းမအကြီးအခန်းထဲမှာမီးဖွင့်ပြီးတခုခုလုံနေအောင်ကိုတွေးခဲ့ရပါတယ်။အမိုင်ရကလည်းမနှက်မောနေတဲ့အထိအတော်လေးစိတ်ရှုံနေခဲ့ပါတယ်။ရှင့်မကြီးကတရေလားအညာလုံးမအိပ်ပဲနဲ့အခန်းမီးကိုဖွင့်ထားတယ်။ကျမမနေ့ညတော့ကတတဲလေးသူ့အခန်းမှာသွားချောင်းကြည့်ခဲ့သေးရဲ့ဒီလား။ရှင့်အကိုကတော့အိမ်မောကြပြီးတော့အိပ်ပျော်နေခဲ့တာ။သူကတော့တယောက်တည်းစကားတွေပြောပြီးတော့လမ်းလျှောက်နေရလေကြောက်စရာကောင်းလိုက်တာရှင်။ဒီလောက်ထိညိုက်မို့ကျောအခန်းထဲမှာဘယ်သူကလမ်းလျှောက်လို့လဲ။ ဒီမှာအမိုက်ကမင်းပညာတတ်တယောက်ဖြစ်တယ်ဆိုတာနဲ့ဘယ်သူ့ကိုမဆိုပြောချင်တယ်လို့ပြောလို့မရဘူးလေကွာတခြားသူတွေရဲ့အခန်းကိုအခုလိုမျိုးတွားချောင်းကြည့်တာမင်းရဲ့ပညာတတ်တဲ့လောက်ရက်နဲ့ရောတတ်ဆိုင်လားအိမ်လောက်ကိုပဲအယုံဆိုင်ဆမ်းမနားလေလားကျမရဲ့ဖက်နှက်ကတော့မအိမ်လောက်တွေကိုလုံမှာမဟုတ်ကျမကလာခိုင်းမနေနဲ့အိမ်လောက်တွေအားလုံးကိုလှုပ်ဖို့အတွက်ရှင်းရမရေးရှိတဲ့သူ့ကိုပဲခိုင်းလိုက်တော့ရန်ဂျန်ကလည်းဒေါသအရန်ထွက်ပြီးသူ့မိမကိုရိုက်တော်မဲ့အချိန်မှာပဲရောင်းမဖြစ်သူရောက်ရှိလာခဲ့ပါတယ်ကယ်ရန်ဂျန် လင်ကျောက်လင်မယားဘာတွေဖြစ်ကြလဲဆိုတာကိုတော့ငါလည်းမသိဘူးဘာပဲဖြစ်ဖြစ်ငါကိစ္စလည်းမဟုတ်ပါဘူးဒါပေမဲ့တခုတော့ပြောလိုက်မယ်ငါတို့အိမ်မှာယောက်ျားလေးတွေ main clip တွေပေါ်ကိုလက်တင်ကွင်းလုံးဝမရှိဘူးနော်ဖြစ်တဲ့ပြဿနာတွေအကုန်လုံးကိုတော့နင်တို့အေးအေးဆေးဆေးထိုင်ပြီးဖြေရှင်းလို့ရတယ်ဖြေရှင်းကြပြောဆိုပြီးနောက်မှာတော့ဖြောင်းမလည်းထွက်သွားခဲ့ပါတယ်အမိုင်ရာကတော့အနောက်ကနေပြောချင်တာတွေရှောက်ပြောခဲ့ပါတယ်ဒီနေ့ရောင်မအကြီးဖြစ်သူကတော့ဝက်ကောင်းစားလာတွေဝက်ပြီးအပြင်ကိုသွားနေရကိုလည်းတွေးခဲ့ရပါသေး ကြည့်ပါဦးသူရဲ့ဘွားတခြားအလုံးဒီနေ့မှအဝိစာကောင်းကောင်းဝတ်ဖူတာနဲ့တွေ့ပါတယ်တခုတ်ခုတော့ထိုးစားနေတယ်မနက်မိုးလင်းကနေညနေဆောင်သွားခဲ့ပါတယ်ရောင်မအကြီးဖြစ်သူပြန်မလာခဲ့ပါဘူးမိသားစုတွေအကုန်လုံးကလည်းသူမကိုစောင့်မျှော်နေခဲ့ကြပါတယ်ညနေခင်းမှာတော့အစိုးရရဲ့ရုံကကားတစ်စီးအိမ်ရှိမှလာရောက်ခဲ့ပါတယ်အမိုင်ရာကတော့အတော်လေးကိုထိုးစားအံ့ဩတင်နေခဲ့ပါတယ်သူရောင်မကားပေါ်ကနေဆင်လာတာကိုမြင်တွေ့ခဲ့ရတဲ့အခါမှာတော့အံ့ဩတင်သွားခဲ့ရပါတယ် ။သူမပါဇက်အဟောင်းသားနဲ့ကြည်နေခင်ပြရပေါ့။အမအမအရာရှိဖြစ်သွားတယ်ဟုတ်လား။ရုတ်တရက်ကြီးဒါဘလို့ဖြစ်ရတာလဲ။ကျမဖြစ်လုံးဝနားမလည်နိုင်တော့ဘူး။ကျမတော့အမြဲတမ်းပဲသူ့ကိုလှောင်ပြောင်တယောနေခင်ပြရ။သူကအခုအရာရှိဖြစ်သွားပြီ။ရောင်မအကြီးဖြစ်သူရောက်ရှိလာခဲ့ပြီးခဏအကြာမှာနောက်ထပ်ရဲကား၂စီးရောက်ရှိလာပါရဲ့။ရွှေမအကြီးဖြစ်သူအရာရှိဖြစ်သွားတဲ့အတွက်ရောက်ခတိဖြစ်သူကလည်းဝမ်းသာအားရနဲ့တရွာလုံးကုံမုတ်တွေဝေကျွေးခဲ့ပါရယ်။အမိုင်ရာကတော့အရန်ကိုရှက်ရွံ့လို့တဲ့အတွက်တောက်ရီတနေရာမှာထိုင်နေခဲ့ပါရယ်။ ကဲလာတော့မယ့်အမိုင်တော်နင်မရေးကိုကျဲစုတဲ့စကားပြောပြီးတော့သူ့ကိုဂုံပြုတ်ပေးလိုက်ပါဦးအမိုင်ရကလည်းတတော်လေးကိုရှက်ရွံ့နေခဲ့ပါတယ်သူရဲ့အမားရဲ့အဖြစ်တွေကတကယ်ကိုအများကြီးပဲဆိုတော့ကိုလည်းသိရှိသဘောပေါက်နားလည်သွားခဲ့ပါတယ်ဒါကြောင့်သူကသူ့ရောက်မှအရှိကိုသွားပြီးနောက်မှာတော့လက်အုပ်ချီပြီးတောင်းပန်လိုက်ပါတယ်ကျမအမားရဲ့အများကြီးလှုပ်ခဲမိပါတယ်ကျမတကယ်ပဲတောင်းပန်ပါတယ်ကျမကိုခွင့်လောက်ပါနော်ကျမကဒီနေ့အထိရောင်မကိုပညာမတတ်တဲ့သူဆိုပြီးတော့ထင်မှတ်ပြီးအမြဲတမ်းပဲနှိတ်ချဆဆန်ခင်းမိရဲ့ ဒါပေမဲ့ရောင်မဘလောက်တောင်မှကြော်လဲဆိုတာကိုတော့ကျမဘယ်တော့မှမသိခဲ့ဘူး။ရောင်မတကယ်ပညာတတ်တယောက်ဖြစ်နေခဲ့ရပဲ။ကျမဒါတွေကိုမသိခဲ့လို့ပါရှင်။ကျမကတော့ရောင်မနဲ့နည်းနည်းလေးမှမကြုတ်ပါဘူး။ကျမတကယ်အရန်ကိုရှက်ရွံ့မိတယ်။ကျမရောင်မပေါ်ဘလောက်တောင်မှအမားတွေကိုလှုပ်ခဲမိတယ်လဲဆိုတာကိုလည်းပြန်လဲတန်းတာပြီးနောက်ထပ်ရမိပါရဲ့။ကျမညရီမောချော့အချိန်မတော်မှလည်းရောင်မရဲ့အခန်းထဲကိုလာပြီးချောင်းကြည့်ခဲ့မိသေးတယ်။ရတဲ့အမိုက်ရာကိစ္စမရှိဘူးဒီကိစ္စတွေအားလုံးကိုနေမဲပြစ်လိုက်တော့ငါလည်းသိပ်ပြီးတော့စိတ်ထဲထင်မှားပါဘူး နေ့ကပထမတွေကခွန်းလွှတ်ထားပြီးသားပဲလေငါတရက်လောက်အလုပ်တွေကိုလုပ်ပြီးရောညပိုင်းကျရင်တော့စပြန်လုပ်တယ်လေအိတ်လိုက်မယ်ဆိုလို့ရှင်တော့အရန်ကိုပင်ပန်းနေရတဲ့အိတ်ပြော်သွားမှာဒါကြောင့်လေငါလမ်းလျှောက်နေနေစောက်ကြက်နေခဲ့ရအဲ့ဒါကြောင့်ဒီနေ့ငါအရာရှိဖြစ်သွားခဲ့ရပေါ့ငါမှတာဝန်တွေရှိနေပြီဆိုတော့ငါအလုပ်သွားရတော့မယ်အိမ်လုပ်တွေအကုန်လုံးကိုတော့နေကိုယ်တိုင်လုပ်ရတော့မယ်အမိုက်တော့ကျမလည်းအခုရောင်းမလို့မျိုးတခုတ်ခုတ်ဖြစ်ချင်တယ်ကျမလည်းစူးစမ်းမယ်ကောင်းပြီနင်စူးစမ်းပါငါအနေနဲ့အတူတူအမြဲတမ်းရှိနေတယ် ရောဆိုပြီးအမိုင်ရာကလည်းသူ့ရှောင်းမကိုဖတ်ထားခဲ့ပါတယ်။ဒီနောက်သူမကိုယ်တိုင်လည်းစ조사လုပ်ကင်ခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။